အားလုံးပဲမင်္ဂလာပါရှင်ဆရာဟမ်ဆိုင်စီမန်းရဲ့အနွမ်းနဲ့လရောင်နှင့်မဂ္ဂဇင်းဝိထုတို့များဆိုတဲ့စာအုပ်လေးတွေကပြုံးနေသော သွားများဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးကြပါတယ်ရှင် ပြုံးနေသောသွားများရွာရှိဂုံးထိပ်မှနေတဲ့ချောပုကဘလူးလေးမွေးလို့တဲ့ဝမ်းဆွဲတဲ့ဒေါ်ကွက်မကကလေးငယ်လေးကိုမြင်မြင်ချင်းဘလူးလေးတော်လို့ပြောပြီးအသက်ထွက်သွားတဲ့ဒေါ်ကွက်မရဲ့အလောင်းက အခုထိ ချော့ပုတို့တဲထဲမှာတဲ့ဝမ်းဆွဲတဲ့ဒေါ်ကွမ်းမနဲ့အတူချော့ပုမိဖွားတဲ့နေရာမှာရှိနေခဲ့ကြတဲ့ဒေါ်ဝင်းနဲ့ဒေါ်မြကနေတဆင့်အထက်ပါသတင်းဟာ မနဲ့ဝီလီဝီလင်းမှာပဲကြက်အိုးရွာတရွာလုံးကို ပြန့်နှံ့သွားပြီးအုံအုံကျွတ်ကျွတ်ဖြစ်ကုန်တယ်။ဒီသတင်းဟာမနဲ့ပိုင်းအတွင်းမှာပဲဘေးပက်လေကရွာတွေကို တောမီလိုပြန့်နှံ့သွားတယ်။တိတ်မကြခင်မှာပဲချော့ပုတို့နေတဲ့တဲရှိမှာဘလူးလေးကို ကုန်းတံတန်းရေတံတန်းနဲ့လာကြည့်ကြတဲ့လူတွေဟာစက်ပြံမကြစီကားသွားတယ်။တဲရဲ့အရှိမဘလူးလေးအပေါ်ထင်မြင်ချက်ပေးနေကြတဲ့လူကြီးတွေရဲ့အတန်လူကြီးတွေနဲ့အတူပါလာတဲ့ကလေးတွေရဲ့စော်ကစားတန်ဘေးရွာကလူများစုက နွားလဲကောက်ပြီးလာခဲ့ကြတာမို့နွားတွေရဲ့ဝမ်းဘဲလို့အော်တန်တွေခွေးဟောင်တန်တွေနဲ့စူညံနေတယ်။ကြက်ဦးရွာမှာနေတဲ့လူကြီးအများစုကအတန်းပညာမတက်ကြဘူးမတက်ဆို့ သူတို့ရွာမှာစာတင်ကြောင်းမရှိသလိုသေးစားရှင်စာဖတ်တတ်အောင် သင်ပေးမဲ့ဘုန်းကြီးကျောင်းလည်းမရှိပြန်ဘူးကလေးတွေကိုပညာတက်စေခြင်းရင်သူတို့ရွာနဲ့တမိုင်းသာသာဝေးတဲ့ရွာကမူလတန်းကျောင်းကိုသွားထားရတယ်ချောပူတို့တဲရဲ့အရှိမကျက်အိုးရွာက တယူတန်အဖိုးအိုနဲ့အဖွားအိုတချို့ကစုဝေးပြီးတီးတိုးစွာတိုင်ပင်နေကြတယ်ချောပူရဲ့ကလေးလေးကတအားဥစနေဖြစ်တဲ့အပြင်ဘလူးလေးမို့မွေးထားရင်ရွာကိုထိခိုက်နိုင်တယ် အရှင်လက်လက်မြေမြုံတက်မှသာရွာကိုမထိခိုက်မှဆိုပြီးအဖိုးနဲ့အဖွားတို့ကချောပူရဲ့ယောက်ျားအောင်ပူစီကနေဘလူးလေးကိုတောင်းကြတယ်ချောပူရဲ့ယောက်ျားအောင်ပူကခေါင်းခါရမ်းနေအောင်ပူကအန်ကိုတင်းတင်းကြိတ်ကငါရင်သွေးကဘာလေးဖြစ်ဖြစ်ငါမွေးမယ်ဘလူးဖြစ်လဲမွေးမယ်တဲတဲဝင်လာတဲ့ကောင်ခေါင်းပြက်ပဲလို့ငှက်ကြီးတောင်ဓာတ်ကင်ပြီးပြောတယ်ဒီကြက်အိုးရွာမှာအောင်ပူတို့လင်မယားကအစင်းရဲဆုံးပညာရည်ချင်းကလင်မယားနှစ်ယောက်ပေါင်းတော့ကြက်ချေးတန်းမရှိဘူး အောင်မှုကကြွက်ထိုးဖားရိုက်ငားနိုင်တယ်။ရလာတဲ့တရိတ်ဆန်တွေကိုချော့ဖူးကရွာထဲလှည့်ရောင်းကသူတို့စာဝတ်နေရေးကိုဖြည့်ရှင်းကြတယ်။အောင်မှုကတစောက်ကမ်းမှုသူ့ကိုကြောက်ပြီးဘသူမှတဲထဲမဝင်ရဲကြဘူး။တဲနဲ့ခက်ခွာခွာကနေပြီးဘလူးလေးကိုပေးဖို့နားချနေကြတယ်။အဲ့ဒီချိန်မှာရွာလူကြီးဥထောင်ရောက်လာတယ်။လူထုကဘလူးလေးကို တောင်းပေးဖို့လဲရွာလူကြီးဥထောင်ကိုဖိအားပေးပြောဆိုကြတယ်ဥထောင်က အောင်မှုရဲ့အနာထီကက်လိုက်ပြီ ဒီမှာအောင်မှုငါပြောပြမယ်။မင်းကလေးကတာဥစနေဖြစ်တဲ့အပြင်ဘလူးလေးဖြစ်နေပြန်တယ်။တာဥစနေမိလို့မွေးတဲ့။မင်းကြားဘူးတယ်မဟုတ်လား။ဘလူးလေးကိုမွေးထားမိရင်တို့ရွာကိုထိခိုက်လိမ့်မယ်။လေပြင်းမုန်တိုင်းတိုက်ရင်တိုက်ဒါမှမဟုတ် ရေကြီးလိမ့်မယ်။မိလောင်လိမ့်မယ်လို့တို့ဘိုးဘွားဆင်ဆက်ပြောလာကြတာ။မင်းလည်းအသိပဲ။အခုတောင်ဘလူးလေးကြောင့်ဝမ်းဆွဲတဲ့တော်ကွက်မှတည်သွားပြီမဟုတ်လား။ငါတူကလိမ့်မပါပါတယ်။ဘလူးလေးကိုပေးနော်။ ငှက်ကြီးတောင်သားကိုတရမ်းရမ်းလှုပ်နေတဲ့အောင်မှုကအနှဲငယ်တော့တွေးဝေသွားတယ်။သူ့ကလေးကြောင့်တရွာလုံးထိခိုက်မှာကိုတော့မလိုလားဘူး။ဒါပေမဲ့သူ့ရင်သွေးလေးကိုလည်းမပေးရပြန်ဘူး။ထားရမ်းနေတဲ့ညာလက်ကိုရက်လိုက်ပြီးဘယ်လက်နဲ့ခေါင်းကိုကုတ်တယ်။နောက်ဆုံးတစုံတစ်ခုကိုစဉ်းစားမိတဲ့ပုံရပြီးရွာဦးစရာတော်ကိုယ်တိုင်လာတောင်းရင်ကျုပ်သားကိုပေးမယ်ဗျာ။အဲ့ဒီလိုမှမဟုတ်ရင်တော့တဲတဲဝင်တဲ့လူခေါင်းပြက်ပဲ။လူတချို့ကရွာဦးစရာတော်ကိုပြေးပင်ကြတယ်။ ရွာဦးဆရာတော်ဆိုတာကဘေးရွာဘုံကြီးเจ้าကဆရာတော် ရွာဦးဆရာတော်ကသူ့ရွာမှာဒါမကကျက်ဦးရွာကလူတွေပေါ်လဲဩဇာညောင်းတယ်ကျက်ဦးရွာကလူတွေက ပြဿနာတစုံတစ်ခုပေါ်လာရင် ရွာသူကြီးရဲ့အဆုံးဖြတ်ထက်ရွာဦးဆရာတော်ရဲ့အဆုံးဖြတ်ကိုသာလိုက်နာကြတယ်ခတ်တာက ရွာဦးဆရာတော်ကခရီးလွန်နေချိန်ဖြစ်နေတယ်ရွာဦးဆရာတော်ကိုသွားပင်တဲ့လူတွေကရွာဦးဆရာတော်မရှိဘူးလို့ပြောတော့အောင်ဘူးလဲဘာဆက်လို့ရမှန်းမသိတော့ဘူး ဘလူးလေးကိုတတ်ပါဗျို့ဘလူးလေးကိုထုတ်ပေးတဲရှိကလူတွေစီကတယောက်တစ်ပေါက်အတန်တွေထက်ထွက်လာပြန်တယ်ဘလူးလေးမွေးမှာပေါ့သူတို့လင်မယားကတင်းချိုင်းကမตายရဲ့အဝတ်စားတွေယူဝတ်ထားတာကိုမကောင်းဆိုးဝါးတွေကအဝတ်တွေနဲ့အတူပါလာတာနေမှာဟုတ်တယ်ဟုတ်တယ်အကောင့်တွေကိုလည်းထင်းမိလောက်တာကိုလူတွေရဲ့အသုံးဆောင်ပစ္စည်းတွေယူသုံးမှာတော့မကောင်းဆိုးဝါးလေးမွေးတာမဆမ်းပါဘူးအေးအောင်မှုတို့လင်မယားကဒီရွာမှာအစင်းရဲဆုံးဖြစ်ပေမဲ့တခြားလူရဲ့ပစ္စည်းတွေကိုတော့ဘယ်တော့မှ ခိုးယူခဲ့ဘူးဘူးအဲတခုတော့ရှိတယ်တုတ်တံမှာပြစ်ခဲ့တဲ့သေဆုံးသူရဲ့အတုံးဆောင်ပစ္စည်းတွေကိုတော့ယူသုံးလေးရှိတယ်တခြားလူတွေက မကြောက်ဘူးလားမေးတော့အောင်ဘူးရဲ့လက်သုံးစကားကလူသေးထက်လူရှင်ကိုပဲကြောက်တယ်တဲ့ကြားပါတယ်ကွာတဲတဲ့ထိဝင်ပြီးဘလူးလေးကိုဆွဲကြရအောင်လူအုပ်ထဲကအတန်တရံကြောင့်လူတွေကလှုပ်လှုပ်ရွရွဖြစ်ကုန်ပြန်တယ်တဲတဲ့မှာနေတဲ့ချောပူကဘလူးလေးကိုကြည့်လိုက်တဲချေရင်မှာဆန့်ဆန့်ကြီးလဲနေတဲ့ဒေါ်ကွက်မကိုကြည့်လိုက်နဲ့ ။သွေးပြက်မတက်ခြောက်ချနေတယ်။ဒေါ်ကွက်မရဲ့ခြေတွေလက်တွေကတဖြည်းဖြည်းလှုပ်လာတယ်။သွေးနုသားနုမှုအမြင်မားတယ်ထင်ပြီးသူ့မျက်လုံးကိုထက်ကာထက်ကာပုတ်ကြည့်မိတယ်။တဖြည်းဖြည်းလှုပ်လာတဲ့ဒေါ်ကွက်မကိုကြည့်ပြီးမအော်မိအောင်ပါးစပ်ကို လက်နဲ့အမြန်အုပ်ပြီးထိန်းလိုက်ရတယ်။သူ့အော်လိုက်ရင်လူတွေကသူ့တဲတဲဝင်လာပြီးကလေးလေးကိုတက်ပြစ်မှကြောက်လို့ချောပူအနေနဲ့တေမတက်ကြောက်နေပေမဲ့အတန်မထွက်ရဲဘူး။ ခွေးတွေကရုတ်တရက်ကြောက်မက်ဖွယ်အတန်ဆိုးတွေနဲ့ထအူကြတယ်။လူတွေအားလုံးစက်သိန်းတွေထကုန်ကြတယ်။ဘလူးလေးကိုတတ်ပါဗျို့။ဘလူးလေးကိုထုတ်ပေး။သွေးစာနေတဲ့လူအုပ်ကိုကြည့်ပြီးအောင်မှုရဲ့ပါဇက်ကစကားသံထွက်ပေါ်လာတယ်။ဒါပေမဲ့လူအုပ်ကြီးရဲ့အတန်ကြားခွေးဥတန်တွေကြားမှာအောင်မှုရဲ့အတန်ကပျောက်ကွယ်သွားတယ်။ရွာလူကြီးဦးထောင်ကလူအုပ်ကြီးကိုမဆူဖို့တတိပေးတယ်။အောင်မှုဘာပြောမလို့လဲမသိဘူး။ခဏတိတ်တိတ်နေကြပါအောင်ကွ။ပြောလေအောင်မှု။ ဟိုဟိုရွာဦးစရာတော့မရှိရင် ပေတော့ရွာကဒေါက်တာလေးကိုခေါ်ပေးဒေါက်တာလေးကပေးဆိုရင်ကျုပ်ကလေးကိုပေးမယ်အောင်မှုပြောတဲ့ပေတော့ရွာကဒေါက်တာလေးဆိုတာဆရာဝန်ဘွဲ့ရပြီးပြည်သူဝန်ထမ်းမလုပ်ပဲသူ့အဖိုးရှိတဲ့ပေတော့ရွာမှာဆေးကန်းလာဖွင့်နေတဲ့ဆေးကုသခွင့်လိုင်စင်ရပြီးသားဆရာဝန်တူပါအောင်မှုကဒေါက်တာလေးကိုအားကိုးတာကလည်းအကြောင်းရှိတယ်သူ့ကြောမှာအနာပစုတ်ပေါက်တုံးကသူ့ရွာကဘိန်တော်ဆရာဦးတောင်းနဲ့ပြောကဆရာဦးပူတို့ကုပေးတာမပြောက်ဘူး သူတို့ရွာမှာယောဂဝေဒနာတစ်ခုခုခံစားရရင် ရွာထဲကဘိန်နှောဆီယာနတ်ဆီယာပျောကဆီယာတွေနဲ့ကူးကြတယ်။လုံးဝမတက်တာမှယောဂကျွမ်းနေမှပြည်တော်ရွာကဒေါက်တာလေးစီအသေးအံပြေးကြပြကြကူးတာကြတာ။အောင်မှုရဲ့ကြောမှာအနာပစုတ်ပေါက်တုံးကဘိန်နှောဆီယာနတ်ဆီယာပျောကဆီယာတွေနဲ့ကူးပေမဲ့နည်းနည်းမှမတက်တာဘူး။အနာကပြည်တွှဲွှဲနဲ့အပုတ်နဲ့တွေထွက်လာမှ သူတို့ရွာနဲ့ဆိုင်ကယ်နှစ်နာရီနီးပါးမောင်းရတဲ့ပေရောရွာကဒေါက်တာလေးစီသွားပြကြတယ်။ဒေါက်တာလေးကခွဲပေးမှအနာကယူပြစ်တယ်လို့ပြောက်သွားတာ။နောက်ပြီးသူ့မိန်းမကိုရွာသူပြုစားဆုံးပြုစားတာလဲဒေါက်တာလေးကုပေးမှပြောက်တာ။ဒေါက်တာလေးကတော့သူ့မိန်းမကိုစာရင်ရောင်တာလို့ပြောတယ်။ဒါပေမဲ့အောင်ဘူးတို့လင်မယားကတော့ရွာသူပြုစားတယ်လို့ပဲယုံကြည်ကြတယ်။မွန်းတဲ့နေမင်းရဲ့အပူချိန်ပြင်းပြင်းအောင်မှဒေါက်တာလေးရောက်လာတယ်။ဆိုင်ကယ်နောက်ကလိုက်လာရတာတောင်ချွေးတွေတဒိဒိကြလို့ ဒေါက်တာလေးကတဲတဲဝင်တော့အောင်ဘူးကဘာမှမပြောဘူးတဲဘဝမှာငှက်ကြီးတောင်တာထောင်ထားပြီးသူ့ပါဆရာလေးနဲ့အတူသူ့မိန်းမနဲ့ကလေးစီလိုက်ဝင်နေခဏကြာအောင်ဘူးတို့မိသားစုနဲ့အတူဒေါက်တာလေးတဲတဲကနေပြုံးရွှင်စွာနဲ့ထွက်လာကြတယ်လူအုပ်ကြီးကလည်းတဲချေရင်ထိကက်လာကြတယ်ဒေါက်တာလေးကချောင်းတစ်ချက်ဟန်းလိုက်ပြီးဦးလေးတို့အတော်တို့ကျွန်တော်ပြောတာကိုအေးအေးဆေးဆေးနားထောင်ပေးပါဒီဝါကလူတယောက်ကကျွန်တော်ကိုလာပင့်ပါတယ်ကိုအောင်ဘူးတို့လင်မယားက ဘလူးလေးမွေးတာဟုတ်မဟုတ်ဆုံးဖြတ်ပေးဖို့လာပင်တာပါတဲ့ဟုတ်ရင်တက်ပြစ်မယ်လို့ပြောလို့ကျွန်တော်စိုးရင်ပြီးအ мян လိုက်လာခဲ့ရတာပါကိုအောင်မှုတို့ရဲ့ကလေးကဘလူးလေးမဟုတ်ပါဘူးတာမန်ကလေးငယ်လေးတူပါဟင်ဒါဆိုဘာလို့ဝမ်းဆွဲတဲ့ဒေါ်ကွတ်မကဘလူးလေးလို့ပြောပြီးအသက်ထွက်သွားတာလဲဘလူးလေးဟုတ်မဟုတ်ပြပါဒေါက်တာလေးကလက်ကပြပြီးအတန်တိတ်ခိုင်းနေချောပူစီကပစိုးနဲ့ထုတ်ထားတဲ့ကလေးကိုဒေါက်တာလေးကပွေ့ချီလိုက်တယ် လူအုပ်ကြီးရဲ့အာယုံကဒေါက်တာလေးလက်ထဲကကလေးစီပဲရောက်နေတယ်။ဒီမှာကလေးငယ်ကိုကြည့်ပါ။ဒေါက်တာလေးကကလေးငယ်ကိုပစိုးနှီးတဲ့ကဖြေပြတဲ့အခါကလေးကတဝါးဝါးငိုတယ်။အိုးဟင်တကယ်ဘလူးလေးပဲ။ကလေးကရှေ့သွားနှချောင်းနဲ့ဟဘလူးဆွဲတွေနေမှာတကယ်ဘလူးလေးပဲ။ဟုတ်ပါနှာခေါင်းလည်းမပါဘူး။နှာခေါင်းပေါက်ပွဲမြင်ရတယ်တော့။ဝိဂါစားကလေးကဘလူးလုတ်သွားပေါက်မှလဲဘလူးမို့သဇွဲတွေပါလာတာမျက်လုံးကပြူးပြူး အသားကမဲမဲစပင်ကတန်တန်နှာခေါင်းပြပြနဲ့သွားပါပါတယ်ဆိုတော့တကယ်ဘလူပဲတက်ပြရမယ်စတဲ့အတန်ပေါင်းစုံကကလေးငယ်ရဲ့ငိုတန်ကိုလွှမ်းခြုံသွားတယ်ခဏသိကြစမ်းဒေါက်တာလေးပြောတာကိုနားထောင်ကြအောင်ရွာလူကြီးဥထောင်ကဝမ်းကောင်းတန်နဲ့အော်တော့မှလူအုပ်ကြီးကငြိမ်သွားတယ်ကလေးငယ်ကတာမန်ကလေးပါ အသားမဲတာမျက်လုံးပြူတာစပင်တန်နေတာတွေကသူ့မိဘတွေနဲ့တူလို့ပါနောက်နှာခေါင်းကတဖြည်းဖြည်းချင်းဖွင့်ဖြိုးလာမှာပါ အခုကပြားနေလို့နှာခေါင်းပေါက်ပဲမြင်ရတာအဲ့ဒါဆိုသွားကရောဘာလို့မွေးကလေးကပါလာတာလဲဘလူးမို့ပါလာတာပေါ့မဟုတ်ဘူးလားဆရာဒေါက်တာလေးကခေါင်းခါရမ်းနေမဟုတ်ဘူးဗျကျွန်တော်တို့လူသက်တမ်းမှာ သွားဘယ်နှကြိမ်ပေါက်လဲနှစ်ကြိမ်လေအဲ့ဒါဘာဖြစ်လို့လဲကျွန်တော်တို့လူသက်တမ်းမှာငယ်သွားနဲ့ကြီးသွားဆိုပြီးသွားနှစ်ကြိမ်ပေါက်ပါတယ်ငယ်သွားကိုကလေးသွားဒါမှမဟုတ်နို့သွားလို့လည်းခေါ်ကြပါတယ်ကလေးများစုက မွေးဖွားပြီး9လ6လလောက်မှာ သွားစားပေါက်တတ်ကြပြီးတချို့က6လတစ်နှစ်နေမှပေါက်ကြပါတယ်အဲ့လိုပဲတချို့ထူးထူးခြားခြားကလေးတွေကြအမိဘိုက်တဲ့တရေတဲကလေးကသွားစားပေါက်တတ်တယ်မွေးဖွားတဲ့အခါသွားကပါပြီးသားဖြစ်နေရောအခုကိုအောင်ဘူးနဲ့မချောဘူးရဲ့ကလေးငယ်လေးကလည်းအမိဘိုက်တဲ့ကလေးကသွားပေါက်လာတာပါဘလူးလေးမဟုတ်ပါဘူးလူသားစစ်စစ်ပါကျွန်တော်အာမခံပါတယ်ဒေါက်တာလေးရဲ့ရှေးလျားတဲ့ဖြေရှင်းချက်အပြီးမှာအော်ဆိုတဲ့အတန်တွေကတော်တော်ညံသွားတယ် ူကပညာတတ်ဆေးဆရာဝန်ဆိုတော့သူ့စကားကိုကြောက်တော့ယုံနေတော့ဆိုတဲ့တကြီးကြော်ရဲ့အတန်လဲထွက်ပေါ်လာတယ်။ရွာလူကြီးဦးထောင်ကတစုံတရာကိုတွေးမိပြီးဒါဆိုဝမ်းဆွဲတဲ့ဒေါက်ွက်မကဘာလို့တည်သွားတာလဲဒေါက်တာလေးခဏလေးနော်ဒေါက်တာလေးကပြောပြောဆိုဆိုနဲ့တဲတဲဝင်သွားတယ်တဲတဲကပြန်ထွက်လာတော့ဒေါက်တာလေးရဲ့ဘေးမှာဒေါက်ွက်မကပါလာတယ်။သွားသုံးချောင်းလောက်သာရှိတော့တဲ့ဒေါက်ွက်မကလူအုပ်ကြီးကို ပြုံးပြတယ်။ဟင် ဒေါက်ကွတ်မကတကယ်မသေးဘူးပဲတရေချောက်တာလားဖုတ်ဝင်တာလားမသိဘူးလူအုပ်ကြီးတွေကတယောက်တစ်ပေါက်အတန်တွေ ထွက်လာပြန်တယ်ဒေါက်တာလေးကချောင်းတစ်ချက်ဟန့်တယ်ဒေါက်ကွတ်မကတကယ်မသေးပါဘူးမနေ့ကလည်းညစာစားမထားဘူးတဲ့မနေ့ညကလည်းချောပူရဲ့ကိုဝင်ကိုစောင်းရတော့အေးရပြတ်တာပါပေါင်းပြီးအားနယ်လို့သတိလစ်သွားတာပါသတိကရတချက်မရတချက် ဖြစ်နေတာပါတဲ့သတိရလာတဲ့အချိန်ခေါင်းမူးနေလို့စကားမပြောဖြစ်တာပါတဲ့ အခုဆေးထိုးဆေးချိတ်ပြီးတက်တာလာပါပြီ။တောက်စနေမီးလုံမွေဆိုတာလဲအယူသီးမှုတစ်ခုပါဗျာ။ဒီကိစ္စကြောင့်ကလေးပေါ်အိပ်မဲမထင်စေချင်ဘူးဗျာ။ဟုတ်ကဲ့ပါဆရာ။ရွာလူကြီးဦးထောင်ကခေါင်းတင်းငိမ့်ငိမ့်လှုပ်ပြီးဒေါက်တာလေးရဲ့စကားကိုထောက်ခံတယ်။ဟေးငါကလေးကဘလူးလေးမဟုတ်ဘူးဟေး။အောင်မှုရဲ့ကျုံဝါတန်အဆုံးမှာလူအုပ်ကြီးတွေကလူတွေက ကလေးငယ်ကို အလူရက်ပွေချီကြတယ်။ကလေးလေးကသွားလေးနဲ့ချစ်စရာလေးတော့လို့ ပြောတဲ့လူတွေကပြောတယ်လူသားအလုံးရဲ့မျက်နှာမှာအပြုံးပန်းတွေဝင်နေကြတယ်။အောင်ဘူးနဲ့ချောဘူးကဒေါက်တာလေးကိုကျေးဇူးတင်တဲ့အပြုံးနဲ့ပြုံးပြနေတယ်။ဒေါက်တာလေးကလည်းလူအသက်တစ်ချောင်းကိုကဲတင်နိုင်လိုက်လို့ကျေနပ်တဲ့အပြုံးဆရာဝန်ဖြစ်ရခြင်းရဲ့ပီတိအပြုံးများနဲ့ပြုံးပြပြီးလောကကြီးကိုအလှဆင်နေတယ်။တနစ်တာအကောင်းဆုံးဝိထုတို့စုညဝရီမဂ္ဂဇင်းအော်တိုဘာလ2016ဟုတ်ကဲ့ပါရှင်ဆရာဟမ်ဆိုင်စီမန်ရဲ့ ပြုံးနေတော့သွားများဆိုတော့ဝိထုလူလေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်။နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။